အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါလေကောင်းမွန်တော့ဒီနေ့ဖြစ်ပါဆိုဒီညကနေပြီးအဆုမကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်လက်ရှိကျွန်တော်အလုပ်ကလည်းပြန်လာအလုပ်ကလည်းပြီးတော့ကျွန်တော်တို့ father ကြီးမရှိတော့ကျွန်တော်ဒါသူရဲ့လုပ်တွေကျွန်တော်လုပ်နေတာဘောနော်ကျွန်တော် father ကြီးကဒါငှက်စာတွေအများတန်းကျွေးတယ်ဒါ united အကြောင်းပြောခင်ဒါ father နဲ့ပြောအကြောင်းနည်းနည်းလေးပြောပြတာဘောနော်ငှက်စာတွေကျွေးတယ်ဘောလို့အဲ့ဒါရလက်ရှိမှာသူနေနေကျွန်တော်ကျွန်တော်စမတာကြာကြီးမနေတော့သူငွေချင်းရှိနေရတယ်သူခဏပြန်သွားတယ်အဲ့ဒါကျွန်တော်စီသူပြန်လာလိုက်မယ်ခဏနေကြာရင်တော့အဲ့တော့ တော့လက်ရှိမှာသူသူလုတ်ခဲ့တဲ့လူကြီးကျွန်တော်ပြန်လို့အခုလက်ရှိမှာကျတော့တပ်ပင်ရေလောင်းနေတယ်ဒါကျွန်တော်လက်ရှိမှာငှက်စာကျွေးတယ်တကယ်ကအသက်60ကျော်လူတယောက်နဲ့တော်တော်လေးကိုလုံနိုင်တယ်လူတယောက်လိုပဲပြောရမှာပဲကျွန်တော်သူ့နောက်လိုက်လို့တော့ကျွန်တော်တော်တော်လေးကိုတိုင်ပတ်နေတာဟာလက်ရှိမှာဒါကျွန်တော် Manchester United အကြောင်းပြောမယ်ဆိုတော့သူ့သတိရပါလို့ပါအဲ့တော့ အခုလက်ရှိမှာတော့ကျွန်တော် Manchester United အသင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်တော်ဒီလေးလေးပြောအောင် Manchester United အသင်းနေနဲ့ဒီနှစ်စောင်းရာသီမှာသူတို့ရဲ့အသင်းတိုးတက်ဖို့အတွက်ဆိုရင်တော့ကွင်းလေကစားသမားကိုလိုအပ်နေတယ်ဆိုတဲ့ဥစ္စာကို United ဘက်က100%ခံယူထားတာကိုတွေ့ရမယ်အဲ့ဒါကဘာကူဆိုလို့ကျင်တာလေ United အသင်းနဲ့ဒီနှစ်ဒါကျွန်တော်တို့လာမယ့်ညရာတီတီစောင့်သွားတော့မှာမဟုတ်ဘဲနဲ့ဒီနှစ်ဒါကျွန်တော်တို့ အဆောင်အဒီမာဂရီကဒါကွေးလေဘိုင်းကိုခေါ်ယူဖို့အတွက် United အသင်းနဲ့စတင်ပြင်ဆင်လာခဲ့ပြီလို့သိရတယ်မှာပါတယ် United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့တက်နေတဲ့သတင်းတွေ Scott McTominay ကိုအသင်းစီကိုပြန်ခေါ်မယ်ဆိုတဲ့သတင်းတွေကတော့ဘူးရှစ်ပဲဖြစ်ပါတယ် Scott McTominay ကို Napoli ဘက်ကလုံးဝကိုဒါကျွန်တော်တို့5 to 5ကစားသမားတစ်ယောက်သတ်မှတ်ထားပြီးတော့ Napoli နဲ့ခုလက်ရှိသူတို့သွားနေတယ်ဒါကျွန်တော်တို့ Premier League sorry Italy Serie A လမ်းကြောင်းမှာဒါ Napoli ဒါသူတို့ရဲ့အဓိကကစားသမားတစ်ယောက်အနေနဲ့ဒါ Scott McTominay ကိုသတ်မှတ်ထားပြီးတော့သူတို့ရဲ့ဒါကျွန်တော်လက်ရှိ club အသင်းရဲ့ဒါကျွန်တော်ထိပ်သီးကစားသမားတစ်ယောက်အနေနဲ့သတ်မှတ်ထားကြ ော့ဘယ်နည်းနဲ့မှဆောင်းရသည်အပြောင်းရွှေ့မှာတော့ဒါသူ့အနေနဲ့ပြန်ခေါ်ဖို့အဲ့တော့ United တို့ကျ Collar Highlighter နဲ့ United မှာလည်းစာချုပ်ပြန်ခေါ်ပိုင်ခွင့်ဆိုတဲ့စာချုပ်ကိစ္စလည်းပြန်တက်နေတော့အမှန်တကယ် United မှာလက်ရှိကျွန်တော်တီးတလောက် Scott McTominay ကို United အသင်းနဲ့ပြန်ခေါ်ပိုင်ခွင့်ဆိုတဲ့စာချုပ်မရှိဘူး Napoli နဲ့ United ကြားထဲမှာကျွန်တော်တီးတလောက်ကိုဆက်ပြီးပြောရမယ်ဆိုရင်တော့ဒါကျွန်တော် White Land ကိစ္စကိုပဲလာမယ့်ဆောင်းရသည်အပြောင်းရွှေ့မှာဆက်လက်ပြီးဆွေးနွေးဖို့ရှိပြီး Kobe Mainu ကိစ္စကိုပဲဆွေးနွေးဖို့ရှိအဲ့ဒါကလည်းဒါမနေ့ကပြောထားပြီးတိတ်ပြီးအဒေးကြီးခွင့်ခြင်းမပြောတော့ဘူးအဲ့လက်ရှိမှာဒါလေးပြန်မယ် United အသင်းနဲ့ခုလက်ရှိဆောင်းရသည်အပြောင်းရွှေ့မှာသူတို့အနေနဲ့ကွင်းလယ်ပိုင်းကိုဝယ်ယူပြီးဖြည့်တင်းဖို့အတွက်အသင်းပိုင်ရှင်တွေဘက်က နေပြီးတော့ဒါကြောင့်လက်ရှိမှာစိတ်ဝင်စားလည်းရှိတယ်အဓိကလက်ရှိမှာ United အသင်းအနေနဲ့ငွေကြေးအခက်ခဏမှာဒါကျွန်တော် financial အခက်ခဏမှာတော်တော်လေးကိုအစဉ်ပြန်ပြေပြီးတော့တော်တော်လေးကိုဒါကျွန်တော်တိုးတက်လာမှုကိုတွေ့ရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီနှစ်ဆောင်းရသည့်အပြောင်းရွှေ့မှာတော့ငွေသုံးပြီးတော့လူခေါ်သွားနိုင်မယ့်အခြေအနေတရက်ကိုရှိလာနိုင်လို့သိရတယ်မှာပါတယ် United အသင်းနဲ့ဒါဒီနှစ်မှာဒါကျွန်တော်အမြန်ငွေပြန်လည်ပြီးစတင်ရခဲ့တဲ့ဒါ physical year တစ်ခုအနေနဲ့ဖြစ်လာခဲ့ပြီးတော့ United အသင်းနဲ့အခုလက်ရှိမှာဒါငွေကြေးဘိုင်းရလည်းတော်တော်လေးကိုဒါ stable ပြန်ဖြစ်လာတဲ့အသင်းသင်းဖြစ်လာခဲ့တယ်အခုချိန်ကျတော့ United အသင်းကဒါကျွန်တော်အကျွေးမိတော်တော်လေးကိုများနေပြီးက ကစားလက်ရှိကစားသမားအပြောင်းအရွှေ့အကျွေးပြီးမှ United ကနံပါတ်1သွားနေတယ်ဆိုပေမဲ့ Ineos အုပ်စုနဲ့ဒီကျွေးပြီးကို AEC ပြန်ထပ်သွားနိုင်မယ်ဆိုတဲ့သတင်းကိုတော့သူတို့ဘက်က lower ပြတ်ဆက်သွားနိုင်မယ်ဆိုတဲ့အခြေအနေကိုတို့အနေနဲ့လုံးဝယုံကြည်သားစေဖြစ်တယ်။လက်ရှိချိန်မှာတို့အနေနဲ့ဒါကျွန်တော်တို့ဒီအကျွေးမိကိုတို့ရဲ့ဒါ Ineos Sport ကိုတင်တဲ့အကျွေးမိပုံစံမျိုးအကျွေးမိပြောင်းမှုဆိုတဲ့ပုံစံမျိုးကိုလှုပ်ဖို့စဉ်းစားနေပေမဲ့ Premier League ဘက်ကတော့ဒါကိုတော့ကျွန်တော်တို့လက်ခံမလားမလက်ခံဘူးလားတို့ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်။ United အသင်းနဲ့ကွင်းလယ်ကိစ္စကိုဆက်ပြောရမယ်ဆိုရင်ဒီနှစ်ဒါကျွန်တော်တို့စောင့်ရသည့်အပြောင်းအရွှေ့မှာ United အသင်းနေနဲ့ခေါ်ယူနိုင်မဲ့ကွင်းလယ်တွေတော့ရှိတယ်။အဲဒီကစားသမားတွေလက်ရှိနည်းနည်းလေးပြောအောင်။လက်ရှိမှာပထမဆုံးအနေနဲ့ဒါကျွန်တော် Sport Team မှာဒါကျွန်တော် Ruben Amorim ရဲ့ကွင်းလယ်တပည့်ဟောင်းဖြစ်ခဲ့တဲ့ Wayne Milan ကိုဒါကျွန်တော်ခေါ်ဖို့အတွက်လက်ရှိမှာ United အသင်းနဲ့ စိတ်ဝင်စားနေတယ်ဒီကစားသမားကိုလည်းရှိမှာ Sporting Back ကတော့ဒါကျွန်တော်ယူရို55တန်ပတ်ချလဲဝိညာဉ်ကြလောက်ဈေးသတ်မှတ်ဖို့ရှိပြီးတော့ United အသင်းအနေနဲ့အဲ့ဒီငွေကြေးအရငွေသုံးနိုင်ခဲ့မယ်ဆိုရင်တော့သူတို့နဲ့ခေါ်ယူသွားနိုင်တဲ့အထားမှာရှိတယ် United အသင်းနဲ့ဒီလက်ရှိဒီကြားထဲမှာလဲ White Line ရဲ့ဒါကျွန်တော်အပြောင်းရွှေ့ကူတာ Napoli အသင်းနဲ့ဒီဆောင်းရသည့်ကာလာပတ်ချာမှာဒါကျွန်တော် reactive လုပ်ခဲ့မယ်ဆို United အသင်းအနေနဲ့ဒီငွေကြေးကိုလဲ United ဘက်ကရရှိမှာဖြစ်တော့ကြောင့်ဒီငွေကြေးအတွက်ကိုဒါကျွန်တော်တို့ကွင်းလဲပိုင်းရာပြန်လဲပြီးတော့သုံးသွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းတော့ရှောက်ထွက်ပေါ်လာနေကြတော့တွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် United အသင်းနဲ့ White မလန်ကိုစိတ်ဝင်စားတယ်ဒါကျွန်တော် sporting မှာလည်းဒါကျွန်တော် ruben armour နဲ့ အတူတူကစားခဲ့တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီအသင်းကိုဒါကျွန်တော်ယင်းနည်းနဲ့ United အသင်းနဲ့လက်ရှိမှာ Indian Super ကကွင်းလယ်ပိုင်းသာပြင်ဆင်ခဲ့မယ်ဆိုရင်တော့ဒီနှစ်မှာဒါပြည်တွင်းဖလားတစ်လုံးဒါကျွန်တော်လက်ရှိဒါကျွန်တော်တို့သွားနေတဲ့ဒါ Premier League မှာ1 2 4ကို AC ဝင်သွားနိုင်မယ်လို့ Indian Super ကခံမှန်းထားတာဖြစ်တယ်။ Ruben Amorim ကိုပဲလက်ရှိမှာ Manchester United ဘက်ကပဲ100%ယုံကြည်ပြီးတော့နီးပြအနေနဲ့စက်ပြီး target မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ Ruben Amorim စီမှာပဲဒီကစားသမားကိုဒါကျွန်တော်တို့ကစားသမားဝယ်ယူရေးမှာလေ Ruben Amorim ရဲ့စိတ်ကြက်ကစားသမားတွေကိုပဲအဓိကဝယ်ယူပေးဖို့အတွက်လက်ရှိမှာပြင်ဆင်နေစေဖြစ်တယ် ဲ့သတင်းကလည်း100%အမှန်လို့ပဲပြောလို့ရမယ်ဒီမှာပါအဲ့တော့လက်ရှိမှာတော့ White Mullan အပြင်ကိုလက်ရှိမှာ United တင်းနေတဲ့ဒီနှစ်ဆောင်းဝါဒီမှာပဲတခါတည်းခေါ်ယူလာမယ်ကစားသမားနောက်တစ်တယောက်ထပ်ပြီးထွက်ပေါ်လာခဲ့တယ်အဲ့ဒီကစားသမား Atletico Madrid ရဲ့ကိုယ်လေကစားသမားဖြစ်ပြီးတာလက်ရှိမှာ Corner Gallagher ကိုတော့ Manchester United အသင်းကစိတ်ဝင်စားနေတယ် Corner Gallagher ကလက်ရှိ Manchester United အသင်းကိုဒါပြောင်းရွှေ့ဖို့ဆိုရတဲ့သူနဲ့ Premier League ဘက်ကိုပြန်လာဖို့အတွက်လုံးဝကိုဆရာထပ်တန်းနေတယ်သူနဲ့ဒါ Premier League ကသူ့ရဲ့ဆန်အနေထားလို့သူ့အနေနဲ့လုံးဝကိုတတ်မှတ်ထားတဲ့နေရာမှာပါတယ်ကစားသမားအနေနဲ့အခုလက်ရှိမှာသူကဒါကျွန်တော်တို့ Atletico Madrid မှာ အဆင်ပြေတယ်ဆိုတဲ့အနေဒါပေမဲ့သူ့နဲ့သူဟာအင်္ဂလန်နိုင်ငံသားဖြစ်တဲ့ကြောင့်အင်္ဂလန်နိုင်ငံအသင်းမှာပြန်လည်ပြီးပါဝင်ခွင့်ရဖို့အတွက်ဆိုရင်တော့အင်္ဂလန်နိုင်ငံအသင်းမှာအင်္ဂလန်နိုင်ငံကလပ်အသင်းမှာပြန်ပြီးဆော့ကျင်တယ်။ပြီးလက်ရှိမှာကော်နာဂယ်လီကလက်ရှိ profile နဲ့ Ruben Amorim လိုချင်တဲ့ profile ကလည်းကိုက်ညီတယ်လို့လက်ရှိမှာသူကိုသူတို့က agent ဘက်ကခိုင်းနေတာ။အဲ့တော့လက်ရှိမှာ United ဘက်ကကော်နာဂယ်လီကိုစိတ်ဝင်စားတယ်။ဒါပေမဲ့ပြဿနာက Atletico Madrid ဘက်ကသတ်မှတ်မယ်ဈေးပဲ။ Atletico Madrid ဘက်ကနေလက်ရှိမှာကော်နာဂယ်လီကကိုတော့ Euro တန်း60ပတ်ချလဲဝင်ညင်ညာသတ်မှတ်ဖို့ရှိပြီးတော့ United ကဒါကြီးကိုလုံးဝ entertain လုပ်ဖို့အတွက်လုံးဝလုံးဝလုံးဝ ဟာကိုအစီအစဉ်မရှိဘူးလို့သိရတယ်မှာပါတယ်။ United အသင်းနဲ့လက်ရှိမှာတော့ကျွန်တော်တို့ Corner Gallery အတန်း60ပေးမယ်ဆိုတော့သူတို့ ਨੇ Wyman ကိုခေါ်ဖို့အတွက်သာပို့ပြီးတော့ဆရာထက်တန်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာ United အသင်းအနေနဲ့အခုလက်ရှိသူတို့ရဲ့ Queen လဲဘိုင်းမှာတော့ဒါကျွန်တော်တို့ ကိုဝီမိုင်းလူသားကျွန်တော်အငှားရထွက်သည်ဖြစ်စေအငှားနဲ့မထွက်သည်ဖြစ်စေသူတို့ ਨੇ ကွေးလက်ဘိုင်းကိုခေါ်ယူဖို့အတွက်အဓိကကြိုးစားပါမှာဖြစ်တယ်။ဒါကြောင့်လာမယ့်လူရာသီမှာလည်းကာဆယ်မဲရိုနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့လမ်းခွဲတော့မှာဖြစ်တယ်လို့လက်ရှိမှာယူနိုက်တက်အသင်းတွေ ਨੇ ဒီနှစ်မှာသူများတွေဒါကျွန်တော်ပွဲကျက်နေတဲ့အချိန်မှာသူတို့အနေနဲ့ဒါအရှိန်အဟုန်ပြန်တက်ဖို့ဆိုရင်တော့စောင်းရသည်မှာကွေးလက်ဘိုင်းလူဝယ်လိုက်မယ်ဆိုသူတို့အနေနဲ့သူများတွေဒါကြချိန်မှာသူတို့အနေနဲ့ဒီကြနေတဲ့အသင်းတွေကိုဒါဖိအားပေးနိုင်မယ်လို့သူတို့ကသူတို့ယုံကြည်ထားတဲ့အနေထားမှာရှိတယ်လို့ပဲပြောပြရစီအဲ့တော့ဒီနေ့မှာယူနိုက်တက်အသင်းတွေလာမယ့်စောင်းရသည်ပါအဓိက objective ကတော့သူတို့အနေနဲ့ကွေးလက်ဘိုင်းကိုအဓိကယုံကန်သွားဖို့ယုံကန်ပြရှာ ွေသွားဖို့ရှိတယ်နောက်တစ်ယောက်ကလက်ရှိမှာ Saudi မှာစောနေတဲ့ Ruben Neves ပဲ Ruben Neves ကိုတိုင်ကလက်ရှိမှာသူ့အနေနဲ့ Saudi မှာမပြောရွှေနောက်တဲ့အတွက်ကြောင့်မတာ Manchester United လို့ဒါကျွန်တော်အင်္ဂလန်နိုင်ငံအသင်းကိုသူ့အနေနဲ့ပြန်လာခြင်းနဲ့ဒါလက်ရှိမှာ Wolves အသင်းကလည်းသူ့ကိုပြန်ခေါ်ဖို့တဲ့စဉ်းစားပေးမယ်လက်ရှိမှာ Saudi ဘက်ကနေဒီကစားသမားကိုပြန်ခေါ်ခြင်းနဲ့ဆိုတော့ Euro 35နဲ့40လောက်တောင်းဖို့ရှိရတဲ့ကြောင့်မလို့ဒါ Wolves အသင်းနဲ့ပြန်ခေါ်ဖို့တဲ့လက်ရှိမှာတုံ့ဆိုင်တာတွေ့ရမယ် Tottenham Hotspur အသင်းကလည်း Ruben Neves ကိုဒီနှစ်ဆောင်းအသီးမှာခေါ်ယူသွားဖို့တဲ့စဉ်းစားနေပေမယ့်ဒါကြောင့်လက်ရှိမှာ Manchester United ကဒီပြောင်းရှိကိုဝင်လာမယ်ဆိုတော့ United ကဒါ Ruben Neves ကိုခေါ်ယူသွားဖို့တဲ့လာရာဂိုင်းလုံးဖြစ်တယ်အဲ့တော့ မဲ့ရဟူဗန်ဟာတန်ကြဲကရူဘန်နီကိုမန်ချက်စတာယူနိုက်တက်အသင်းကခေါ်ယူဖို့အတွက်ကြိုးစားခဲ့ပေမဲ့ကစားသမားကိုယ်တိုင်ကတော့လက်ရှိမှာဆော်ဒီဘက်ကိုသာအဓိကပြောင်းသွားခဲ့တဲ့ကြောင့်ယူနိုက်တက်ဘက်ကမမဲ့ရရူဘန်နီကိုရရှိဖို့အတွက်ဒါကျွန်တော်ဆိုရှိုးသွားခဲ့တယ်ပေါ့အခုလက်ရှိမှာရူဘန်နီအသက်အရွယ်ရအလောက်ဒီလည်းမကြီးမားသေးတယ်လက်ရှိမှာလောက်ခလက်စားရတာကျွန်တော်တို့ဆော်ဒီမှာရတဲ့လောက်ခလက်စားအတိုင်းမဟုတ်ဘဲနဲ့တချင်ကပရီးမီးယားလိမှာရတဲ့ပုံစံမျိုးအတိုင်းသာရခဲ့မယ်ဆိုရင်တော့ဒီကစားသမားနဲ့သူပြန်လာဖို့အတွက်ဝင်မလေးဘူးကစားသမားနဲ့လက်ရှိမှာသူ့ရဲ့အေဂျင့်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာတော့တေလုံနေဆိုတဲ့သတင်းတွေတော့ထွက်ပေါ်နေတယ်ဒါပေမဲ့ဒီကတော့ DR3 DR4 level မှာမလို့ကြောက်ကြလီပြီးယုံ ကြပါဘူးကျော်ဒီညကနေပြီးတော့နည်းနည်းလေးနှိုးစော်တိုက်တွန်းခြင်းပါတယ်နောက်ထပ်သတင်းတစ်ခုနေပြောရမယ်ဆိုတော့ United အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ွင်းလယ်ပိုင်းအနေထားပြီးရင်တော့ကိုသမားပဲ United တင်းနဲ့ခုလက်ရှိမှာ Sunderland Lemons တိုးတက်လာမှုတို့နဲ့အင်မတန်မှသဘောကျတယ် Sunderland Lemons ကို United တင်းနဲ့နောက်ပိုင်းမှာနံပါတ်1ကိုသမားအနေနဲ့ဒီပုံစံတိုင်းသတ်မှတ်ပြီးသွားဖို့ရှိပြီးတို့အနေနဲ့လက်ရှိမှာတော့ Audi ဘယင်းနာကိုရောင်းပြီးတော့ဒုတိယကိုသမားဝယ်ယူသွားဖို့လေ United တင်းနဲ့ဆက်လက်ပြီးပြင်ဆင်နေစေဖြစ်တယ် United တင်းကပထမအရ Sunderland Lemons ကိုဒုတိယကိုသမားအနေနဲ့ဝယ်ယူခဲ့တဲ့ပုံစံမျိုးဖြစ်ပြီးတော့နံပါတ်1ကိုသမားကို United တင်းအနေနဲ့ဒါတက်တက်ဝယ်ယူဖို့အတွက်စူးစမ်းဖို့အတွက်ဒါလာမယ့်နွေရာသီမှာစီစဉ်ထားခဲ့ပေမယ့်လက်ရှိပုံစံအရ Sunderland Lemons ရဲ့လက်ရှိသွားကျွန်တော်တို့တူအနေနဲ့၃ဘွဲပို့ထွက်ထားခဲ့တယ်၃ဘွဲလို့100%ဝ ဝင်ရရခဲ့ပြီးတကယ်ကိုလည်းဒါကျွန်တော်တို့ cancel ပိုင်းမှာအကောင်းဆုံးဒါကျွန်တော်တို့ဆွဲဆောင်နိုင်ဆုံးရှိခဲ့ရတယ်မှာပါတယ်အဲ့တော့ဆန်လန်မဲဆက်နေရာကွက်လက်ရှိမှာ United အသင်းဘက်ကတော့ဒါတေချာတာတခုကနံပါတ်1ဂိုးသမားနေရာနဲ့မြင့်တင်ပေးဖို့တော့ကြိုးစားနေပြီးတော့သူတို့နေရာလက်ရှိမှာအရန်ဂိုးသမားနေရာအတွက်ဒါခေါ်ယူသွားဖို့တော့လက်ရှိမှာကြိုးစားသွားတော့မှာဖြစ်တယ်အဓိကဒီနေရာမှာဒါအောက်တီးဘရင်နာပဲအောက်တီးဘရင်နာနဲ့လက်ရှိဒီနေ့ဆောင်းရသည်မှာသူနေတခါတည်းထွက်သွားဖို့တော့ပြင်ဆင်လာခဲ့ပြီးဆိုတဲ့တဲ့နော်ထွက်လာခဲ့တယ်အောက်တီးဘရင်နာကဒါမနစ်ကနွေရာဒီကလေးကဒါကျွန်တော်တို့ Super League ကစားအသင်းကအသင်းတော်တော်များကစိတ်ဝင်စားခဲ့ပေမဲ့အောက်တီးဘရင်နာကိုတိုင်ကလက်ရှိမှာ NDO နာမန်ချက်စတာယူနိုက်တက်အသင်းကထွက်သွားတဲ့အချိန်မှာသူ့အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့နံပါတ်1ဂိုးသမားဖြစ်နိုင်မယ်ဆိုတဲ့ယူရချက်နဲ့ဆက်ပြီးနေခဲ့တဲ့သူရတယ်မှာပါတယ်။ဒါပေမဲ့တော့ညာလဲဆန်လမန်ချက်လက်ရှိလက်စွမ်းနေတာကျွန်တော်တို့ LDB United လက်စွမ်းနေဆိုတော်တော်လေးကိုကွာဟလို့နေအတွက်ကြောင့်မို့လက်ရှိမှာဆန်လမန်တစ်ယောက်ကတော့နံပါတ်1ဂိုးသမားဖြစ်သွားခဲ့ပြီ United အသင်းကိုယ်တိုင်ကလက်ရှိမှာဒါ LDB United ကိုယ်တိုင်လည်းမိနစ်လိုကျတော့နံပါတ်1ဂိုးသမားတော့မလုပ်ချင်ဘူး။နံပါတ်1ဂိုးသမားပုံစံမျိုးလုပ်မဲ့တဲ့ဆိုင်သူ့အနေနဲ့အသင်းပြောင်းသွားတာတော့မှပူပြီးကောင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့ LDB United ကလာမဲ့ဆောင်းရတယ်မှာအသင်းပြောင်းရှုပ်ဖို့အတွက်ကြိုးစားသွားမယ်လို့သိရတယ်မှာပါတယ်။ United အသင်းကလက်ရှိနောက်ဆုံး အပ်ဒိတ်သတင်းတွေအရဆိုတော့ဒီဒုတိယဂိုသမားနေရာအတွက်ပါမရဲ့ဂိုသမားဖြစ်တယ်ဒါကျွန်တော်တို့လက်ရှိဂျပန်ဂိုသမားဖြစ်တဲ့ဆူဇူကီကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေလည်းတခြားထွက်ပေါ်နေတာကိုတွေ့ရမယ်ဒီလောက်ပါပဲအားလုံးပဲကြိုတင်ပါမယ်ကောင်းမွန်တော့နေနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေကြတော့ကုန်ပြီပေါ့ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျေလို့ပြန်ပေါင်းကုန်ကြည့်လို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုတင်ပါတယ်။ကောင်းမွန်တော့နေနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။ဒေးပါဗျ။